နောက်6လအတွင်းဗမာနိုင်ငံလုံးဆိုင်ရာကြောင်းသားသမဂ္ဂမြအဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီကိုဖျက်သိမ်းနှုတ်ထွက်ပြီးသမဂ္ဂညီလာခံကိုကျင်းပသွားမယ်လို့ပြောပါရယ်ဒီသတင်းကိုအောင်သူကပြပူထားပါရယ်ရှင် အမျိုးသားပညာရေးဥပဒေကိုတပိမောက်မှုကြောင့်ဖန်ဆီးခံခဲ့ရတဲ့ဘာကတာចောင်းသားတွေအနေနဲ့အစိုးရတက်လက်ထမှာပြန်လည်လွတ်မြောက်လာပြီးပထမဆုံးအကြိမ်ပြုလုပ်တဲ့ဗဟုလုပ်ငန်းကော်မတီစုံကြီးအစည်းအဝေးရဲ့ဆုံးဖြတ်ချက်တွေအရမေလ6ရက်နေ့ကနေစပြီး6လအတွင်းမှာတမကညီလာခံကျင်းပနိုင်အောင်ပြုလုပ်သွားမှာဖြစ်ပြီးလက်ရှိဗဟုလုပ်ငန်းကော်မတီကတာဝန်ရှိသူ17ယောက်လုံးနှုတ်ထွက်ကဗဟုလုပ်ငန်းကော်မတီအစ်စ်ကိုဖွဲ့စည်းသွားမှာလည်းဖြစ်ပါတယ်။ အခုလိုဘလုပ်ငန်းကော်မတီအသစ်ဖွဲ့စည်းမှာကိုမေလ6ရက်နေ့ကမြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာပြုလုပ်တဲ့ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတက်မကများအဖွဲ့ချုပ်ဘိုလုပ်ငန်းကော်မတီရဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တွေကိုပြောဆိုခဲ့တာပါ။အဲမာဗီနိုင်ငံရေးကြောင်းလေးချားပါ။တခြားလုပ်ငန်းတွေလည်း live ပေါ်ပေါ်လာ။ပေါ်လာတဲ့မှာကျွန်တော်အစင်းလာတယ်။ဒီထက်တော့အီလန်ကန်ကိုငါတို့လုပ်ငန်းတွေကိုကျွန်တော်ဆုံးမချားလိုက်တယ်။အီလန်ငချင်းမာကြီးကော်မတီဖွဲ့ကျွန်တော်တို့ဖွဲ့ကိုဆင်းလာတယ်။လုပ်ငန်းတွေချားအဲ့တော့ဟိုအဲ့ဒီမှာပဲဘုဒ္ဓမြတ်ရဲ့ကိုယ်တွေမိမောက်တယ်ပြီကျွန်တော်တို့အပြည့်တွေဒီကမ်းရောက်ရွေးချယ်ရတာ။အဲ့တော့ကျွန်တော်တို့ဆင်းလာတာကထောင်းအတွက်ကျွန်တော်တို့မလုပ်မလဲ။ဒီချိန်နေအခင်းကျွန်တော်မဆင်းသားမိသေးဘူး။ ထောင်းတွေကျွန်တော်တို့ပထမစဉ်းစားတာ၃လပြည့်ကျွန်တော်တို့လုပ်ရအောင်ဆိုစဉ်းစားကြတာ၃လပြည့်မှာညီတို့တွေကြောင့်ညီလည်းပဲကျင်းပါမယ်ကျွန်တော်တို့အဲ့လိုစဉ်းစားကြတာတကယ်ကြတော့ trade တွေလောက်ဟိုဒီလက်ရှိခင်းချင်းကျွန်တော်တို့ဂျုံသွားတယ်ကျွန်တော်တို့အိတ်ရလို့တဲ့အချိန်မှာပြဿနာဟိုကျွန်တော်တို့အိတ်တဲ့အချိန်မှာကဘာကြီးကတချမ်းချင်းပြီးတော့ကျွန်တော်အိတ်ရလို့တဲ့ကဘာကြီးပြန်ဖြစ်သွားတယ်အဲ့တော့ကျွန်တော်ကစဉ်းစားတယ်ဘာလို့ပါဆက်လို့မလဲစဉ်းစားတယ်အဲ့တော့ချောင်းအိတ်တဲ့ကျွန်တော်တို့ချောင်းလာချိန်ယူခဲ့လို့ကျွန်တော်စဉ်းစားလိုက်ရတဲ့အချိန်ကြီးကျွန်တော်တို့ဂျုံခဲ့ရတာအဲ့တော့ကျွန်တော်တို့မူလတဲ့ဟိုချောင်းလာယူပတ်သားပြီးတော့ဒီ6လအတွင်းမှာတော့တေချာဘောတက္ကသိုလ်ထဲမှာဟိုရွေးကောက်ပွဲလုပ်ပြီးတော့ကျွန်တော်တို့ဒီညီလာခံအတွက်အစဉ်သင့်ဖြစ်တဲ့ ဖွဲ့စည်းပုံဖွဲ့စည်းပုံတစ်ခုဖြစ်အောင်လဲကျွန်တော်တို့ဒါကိုပြင်ဆင်နေတာရှိပါတယ်အဲ့တော့ဟိုညီလာခံကဘယ်ကာလမှာလုံနိုင်မလဲတော့တည်ကျကြတော့မပြောနိုင်ဘူးဒါပေမဲ့ညီလာခံကိုဆက်တည်ဆောင်မဲ့ဒီကော်မတီတစ်ခုကိုတော့ကျွန်တော်တို့အကုန်စင်နဲ့ပေးပြီးတော့ဒီ6လတိမိခဲ့ရင်လည်း6လတိကျွန်တော်တို့လုပ်ဖြစ်ပါမယ်မမိဘူးမမိနိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့အကုန်လုံးစင်နဲ့ပေးခဲ့ပြီးတော့မှကျွန်တော်တို့လုပ်ထွက်ကြမှာဖြစ်ပါတယ်6လတိတော့လုပ်ထွက်မှာပေါ့နော် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတက်မကများညီလာခံကိုဒီသတင်းစာရှင်းလင်းပွဲကစပြီး6လအတွင်းပြုလုပ်မယ်လို့မျှော်မှန်းထားပေမဲ့ပထမဆုံးအနေနဲ့ဇူလိုင်2ရက်နေ့ကနေ6ရက်နေ့အထိရန်ကုန်မှာတက္ကသိုလ်ပေါင်းစုံကကျောင်းသားတွေအခြေခံပညာကျောင်းတွေကကျောင်းသားတွေပါတဲ့ကျောင်းပေါင်းစုံစုံညီပွဲကိုမေလ6ရက်နေ့ကနေ2လအတွင်းပြုလုပ်သွားမှာဖြစ်ပါတယ်အဲ့ဒီတွေ့ဆုံပွဲပြီးနောက်6လအတွင်းမှာခရိုင်ကျောင်းသားတမကတွေစုံပြီးညီလာခံကျင်းပမဲ့ရက်နဲ့ညီလာခံကျင်းပရေးကော်မတီကိုဖွဲ့စည်းမှာဖြစ်ပြီးနှုတ်ထွက်မဲ့ဗဟိုလုပ်ငန်းကော်မတီနေရာမှာအစားထိုးသွားမှာလည်းဖြစ်ပါတယ် လက်ရှိအချိန်မှာဘာကတာဘိုးလုပ်ငန်းကော်မတီအနေနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွဲဆုံဖို့စာပေးဖို့ထားပြီးဖြစ်တဲ့အပြင်မြို့သားပညာရေးဥတွေကိုလည်းအစိုးရဖွဲ့ကတာဝန်ရှိသူတွေအနေနဲ့ဆက်လက်ဆွေးနွေးဖို့ရှိနေပါတယ်ဟိုဒီအကြောင်းတွေအကြောင်းတွေမှာကျွန်တော်အကြောင်းတွေဖွင့်တဲ့အခါပြန်ဖွင့်လိုက်အခါကျရင်တို့ဒီအကြောင်းသားတပ်ခါတွေစီးစီးရဟိုအကြောင်းတွေထဲမှာကျေကျေပြပြစီးနွေးတွေလုပ်မယ်လုပ်ပြီးတဲ့အခါကျရင်ပြီးတော့ကျွန်တော်တို့ဒီ registration form တွေပါကျွန်တော်တို့လုပ်မယ်ပြီးရင်တို့ identity card တွေပါကျွန်တော်တို့လုပ်မယ် လုတ်ပြီးတဲ့ခါကျရင်အဲ့ဒီ registration form အဲ့ဒီ identity card တွေရဟိုကျောင်းသမဂအဖွဲ့ဝင်အားလုံးကဟိုဒီရွေးချယ်တဲ့ဒီအလုံးမှုဆောင်တွေကျွန်တော်တို့ကျောင်းသီးသီးမှာဖျံသီးသီးမှာနောက်ဆုံးဒီဘဟုစစ်မှာစက်တိုက်ခေါက်လာအဲ့ခါကျရင်တော့ပါပဲဒီလိုဒီဟိုကတော့ကိုစားပြုအတိုင်းတာအများကြီးဟိုအဖြစ်ပါ ခုဗဟုလုပ်ငန်းကော်မတီအဖွဲ့လက်ထက်မှာဒီကိစ္စလည်းမပြပြခဲ့ရင်လောင်တက်လာမဲ့ဗဟုလုပ်ငန်းကော်မတီကတာဝန်ယူလှုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ